ပါတီဆိုဒီမိုကရေစီရုပ်ကော်ပဲလုပ်မှုတော့ကျွန်တော်ပြောကြတာရှိတယ်ဒါကျွန်တော်တို့ခိုင်မှလုပ်မှာပါပါတီဆိုဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်အဲကန်ဒိုခေါဆာလုပ်နေတဲ့ကူပေါင်းဆော်ဖို့ပဲလုပ်ပါတယ်အဲ့ဒါလုပ်မှာဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချအောင်မြင်ရမယ်ဗျမိုးချအောင်မြင်အောင်ကျွန်တော်ကြာပြောရပါတယ်ပြည်သူတွေဒါဒါကျွန်တော်ဒါလေးတော့ဟိုကျွန်တော်ဘက်ကသဘောထားပေါ့ကျွန်တော်သဘောထားပေါ့ဗျာဒါကျွန်တော်ပြောပြရစေ စစ်ခေါင်းဆောင်ပူချုပ်မှုကြီးမေယောင်လိုင်ကရုရှားနဲ့ဘီလာယူနိုင်ငံခီးစင်အပြန်မှာပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲကျင်းပမယ်လို့အတိအလင်းပြောဆိုသွားခဲ့တာပါစစ်ကောင်ဆောင်က2025ခုနှစ်ကစလို့မကြာခဏဆိုသလိုရွေးကောက်ပွဲမဖြစ်မနေကျင်းပမယ်ဆိုတဲ့အကြောင်းပြောဆိုလို့ရှိပါတယ်။စစ်ကောင်ဆောင်ရဲ့ပြောဆိုချက်တွေကိုကောက်ချက်ချခြင်းရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပနိုင်အောင်နှီးမျိုးစုံနဲ့အပူတပြင်းစူးစမ်းနေတယ်ဆိုတာကိုတတိထားမင်ကြမှာပါ။ နိုင်ငံအနှံပြည်တွင်းစစ်ကြီးထွားနေပြီးစစ်ကောင်စီအနေနဲ့နေမျိုးတွေလက်လူဆုံရှုံရချိန်မှာစစ်ကောင်ဆောင်ကဘလို့ပုံစံမျိုးနဲ့ရွေကောက်ဝဲချင်းပါမလဲဆိုတာကလည်းမေကွန်ထုတ်စီရအချက်တစ်ခုအဖြစ်ရှိနေပါတယ်2025ဒီဇင်ဘာဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလထဲမှာရွေကောက်ပွဲကျင်းပမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။တဖက်မှာလည်း2008အခြေခံဥပဒေရေးဆွဲခဲ့တဲ့ညောင်နှပင်အဆောက်အအုံတွေပြင်ဆင်နေတာကလည်း PC လူနေနေအခြေအနေပါ။ စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုလက်မခံဘူးလို့လဲတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တော်လှန်ရေးအင်အားစုတွေဘက်ကကြေညာထားတာလည်းရှိပါသေးတယ်။စစ်ကောင်စီအနေနဲ့သူတို့ကျင်းပမဲ့ရွေးကောက်ပွဲမှာစိတ်ဝင်စားမှုမြင့်တက်လာအောင်ဘလို့ဘက်ပုံလက်လုံးပလုံးတွေတောင်းအောင်မလဲဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမှာပါ။ဒါနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့အကဲခဲဒေါက်တာဆိုင်ကြည်စင်စိုးတုံသက်ပြတာကသူရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်စဉ်းစားလို့ရတာဒီ2008ကဆက်ထားရမယ် ပြီးရင်2008အောက်ကနေဒီလိုမျိုးရွေးကောက်ပွဲရမယ်အာလုပ်မယ်အဲ့တော့ဒီရွေးကောက်ပွဲကိုလူတွေပြန်စိတ်ဝင်စားလာအောင်စိတ်လာလာနိုင်မဲ့ avenue ပေါ့နော်အဲ့ဒါသူပြောမှုတဲ့ဟာရွေးကောက်ပွဲအဲ့ဒီ2008ကြီးကိုဖျက်သိမ်းလို့မရဘူးဒါပေမဲ့2008ကိုပြုပြင်ပြောင်းလဲဖို့ federal နဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်တို့ federal pro provision တွေခေါ်မှာပေါ့နော်အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့ဒီဟိုဟာထဲမှာ အခြေခံဥပဒေထဲမှာပြင်ဆင်ဖြည့်ဆွက်တာမျိုးတို့အာလုပ်နိုင်ပါတယ်ဆိုတဲ့ဟာပြောထားဘူးဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့သူစဉ်းစားတဲ့ပုံစံပေါ့နော်ဖြစ်နိုင်တာရွေးကောက်ပွဲလုပ်မယ်လုပ်ပြီးသွားတာနဲ့တခါတည်းကျွန်တော်တို့ဒီဟိုရွေးကောက်ပွဲမတိုင်ခင်တိုင်းဖြစ်ရင်ဖြစ်နိုင်တယ်အဲ့ဒါကတော့သူ့သူ့ရဲ့အခြေအနေပေါ်မှာဖြစ်နိုင်တာပေါ့နော်ကျင်းတည်တာတော့သူဒီအခြေခံဥပဒေကိုပြင်ဆင်တာဖြည့်ဆွက်တာမျိုးတို့လုပ်နိုင်မယ် စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုရုရှားနဲ့ပီလာရုနိုင်ငံကကိုယ်စားလှယ်တွေဆီလွတ်ပြီးလေးလာဆောက်ကြည့်သွားမယ်လို့စစ်ကောင်ဆောင်ကအခုလိုပြောဆိုထားတာလည်းရှိနေပါသေးတယ်။နောက်ကျွန်တော်ရွေးကောက်ပွဲလုံးမဲ့ချင်နေတဲ့ကျွန်တော်ရှင်းပြရှင်းပြတော့သူတို့ဓာတ်ရဲအားပေးတဲ့ထောက်ခံတဲ့ကြောင့်သူတို့ရှီကကိုယ်စားလှယ်လွတ်ပြီးတော့လိုက်ပြီးတော့ရွေးကောက်ပွဲမှာအကဲလိုက်ပြီးကြည့်ပေးမယ်အကြောင်းနဲ့ဒါသူတို့ပြောတာရှိတယ်။ ်မြန်မာနိုင်ငံရဲ့အကဲခတ်တွေနဲ့လေးလာဆောက်ကြည့်သူတွေကတော့စစ်ကောင်စီအနေနဲ့လက်ရှိပြည်တွင်းစစ်ပွဲကိုအဆုတ်သက်နိုင်မဲ့တွစ်ဆုံဆွေးနွေးရေးအရင်မလုပ်ဘဲရွေကောက်ပွဲလုပ်လို့မဖြစ်နိုင်ဘူးဆိုတဲ့ထောက်ပြပြောဆိုမှုတွေလည်းရှိနေပါသေးတယ်။စစ်ကောင်ဆောင်ကရုရှားနိုင်ငံအပြန်ခီးစင်မှာအခုလိုပြောဆိုခဲ့ပါသေးတယ်ကျွန်တော်တို့အနေနဲ့တရားဒါရီပေါ်ကလေးဦးစားပေးပြီးတော့ကျွန်တော်ဆောင်ရွက်ပေးမယ်။ကျွန်တော်ဆွေးနွေးထားပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်နောက်ကြိုက်ပြီးကြံခဲ့တဲ့တရားဒါနေပြည်တော်အားလုံးကိုကျွန်တော်ဦးစားပေးပြီးဆောင်ပေးမယ်။အခုတော့ကျွန်တော် အဲ့လိုမျိုးကြော်လုပ်ပေးပါလို့ဗီဒီယိုပေါ်ဖို့တဲ့ပါတီလိုဒီမူဒီစနစ်ကိုတောင်းဖို့တဲ့ကျွန်တော်တို့ကဆုံးဖြတ်ပြီးသားဖြစ်တယ်အဲဒါကိုကျွန်တော်တို့ကအကောင့်တွေဖွင့်လာပို့တဲ့တစ်ခါကဒီကဖူးဝန်ဆိုင်မှုတွေကျွန်တော်လုပ်ရမှာပါတစ်ခါကလည်း TV ညင်းညာရေးကိုရောင်းတယ်ကျွန်တော်လုပ်ရမှာပါစကောင်းဆောင်ရဲ့ပြောဆိုချက်ကိုချင်ကကြည့်မယ်ဆိုရင်သူချင်းပါမယ်ရွေးကောက်ပွဲမှာတိုင်းသားအဖွဲ့အစည်းတွေပါဝင်လာအောင်ဘလို့မတ်လုံးပေးစီလုံးတိတ်တွင်အောင်မလဲဆိုတာကစဉ်းစားစရာအချက်အဖြစ်ရှိနေပါသေး။ဒါနဲ့ပတ်သက်ပြီးဒေါက်တာဆိုင်းချီစင်ဆိုပြောပြတာက ယ် DNL ဆိုလဲဝါလို့မျိုးကိုပိုင်အုပ်ချုပ်ခွင့်ရချင်တယ်ဆိုတဲ့ဟာမျိုးသူတို့စီမှာအာတိသရှိရဲကျန်တဲ့အဲတူဝါတွေလူမျိုးစုအဖွဲ့အစည်းတွေလည်းသူရဲ့ကိုပိုင်အုပ်ချုပ်ခွင့်တွေရချင်ကြတယ်ဆိုတဲ့ဟာတွေကကျွန်တော်တို့အခုတည်းဖြည်းဖြည်းကြာလာတာနဲ့ပို့ပြီးတော့ထင်သာမြင်သာရှိလာတယ်ပို့ပြီးတော့နားလည်လာကြတယ် ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ကိုပိုင်အုပ်ချုပ်ခွင့် provision တွေမျိုးကိုကျွန်တော်တို့ဒီ federal ဆိုတဲ့ခေါင်းစဉ်အောက်မှာ2008ကြီးတဲ့မှာကျွန်တော်တို့ပြင်ဆင်ခွင့်ဖြည့်ဆက်ခွင့်လုပ်မယ်ဆိုတဲ့ဟာမျိုးနှိနှိနိုင်တာမျိုးဒါမှမဟုတ် short ပေးလိုက်တာမျိုးအာဖြစ်နိုင်ကောင်းတယ်လို့တော့ကျွန်တော်တို့ယူဆတွေ့ရတယ်ဆိုတော့အဲ့အတွက်ကိုပြင်ဆင်နေတာဒါဆိုတဲ့ဟာတော့ကျွန်တော်တို့မေးခွန်းထုတ်လို့ရတယ်အဲ့အတွက်ကိုပြင်ဆင်နေတာလည်းဖြစ်နိုင်ကောင်းတယ် ရုရှားခီးစင်အပြန်စကားဆောင်ပူချုံမှုကြီးမင်းအောင်လှရဲ့ပြောဆိုချက်တွေကိုချင့်ကပ်ကြည့်မယ်ဆိုရင်သူအနေနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုဥတီပြောဆိုတာတွေတွေ့ရတယ်လို့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တခုခုအပေးယူလှုပ်ဖို့ပြင်ဆင်နေတယ်ဆိုတာကထင်ရှားနေတယ်လို့မြန်မာနိုင်ငံရဲ့အကဲခတ်တွေကထောက်ပြပြောဆိုကြပါတယ်ကျွန်တော်တို့ကတကယ်လို့တတော်လို့ဖို့ပြည့်တော်ကြီးအခြေခံနေပါပြီ EU တွေလည်းကျွန်တော်ပြောချင်တာတော့သူဖြစ်စင်တာမပြောပါနဲ့ဗျဖြစ်ပြနေတာတွေဖြစ်နေတာပဲပြောဖို့ကောင်းတယ် လူတွေကတော့ဖြစ်ချင်တာတော့လူတွေဖြစ်ချင်တာပဲကျွန်တော်လည်းဖြစ်ချင်တာတွေအများကြီးရှိတာပဲဒါပေမဲ့ကျွန်တော်ဖြစ်ချင်တာဖြစ်ချင်မှလည်းဖြစ်နေမယ်အဲ့တော့ဖြစ်တဲ့နာဖြစ်နေတာပဲကျွန်တော်သွားတာကောင်းတယ်ကျွန်တော်တို့ပြောတယ်ကျွန်တော်တို့ဟလာဒီမိုစီပြည့်ပြည့်ဒီမိုစီဆင်းရဲပြည့်တယ်တိုင်းကနေပတ်သက်တဲ့အခွင့်အရေးပြည့်တယ်အဲကမ္ဘာမှာကြီးလိုက်တာဘယ်မှာကြီးလိုက်အခွင့်အရေးကအပြတ်တာတဲ့ခွင့်ရပဲပြုံးရတယ်တစ်ခါတည်းခွင့်ရဘယ်တော့မှပတ်ပြီးလို့မရဘူး။အာတိုင်းသားတွေတားကတော့စဉ်းစားဖို့ပြင့်နေဆိုတော့ကျွန်တော်ပြောလို့ရတယ် စစ်ခေါင်းဆောင်ရဲ့ပြောဆိုမှုတွေနဲ့ပတ်သက်ပြီးအယုတ်အကြီးမရှိသလိုစစ်အုပ်စုဦးစီးကျင်းပမဲ့ရွေးကောက်ပွဲကလည်းမအောင်မြင်နိုင်ဘူးလို့ကရင်ဝိုင်းတော်လှန်ရေးကောင်ဆောင်ပရိုဆိုသမိန်ထွန်းကပြန်လည်တုံ့ပြန်ထားပါတယ်။ဒါဟာ theory အရာ ပြောဆိုတာမဟုတ်ပဲလက်တွေ့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေအရာ ပြောဆိုတာဖြစ်တယ်လို့လည်းပြောထားပါတယ်။